နေနဲ့အလိုက်ကံကောင်းစီမဲ့လာတွေကျွန်တော်ဖော်ပြခဲ့ပါတယ်။ဒါပေမဲ့ကျင်းကျုပ်ပြီးပြန်ပြောပြပါမယ်။ဘာဖြစ်လို့ပြန်ပြောလာလဲဆိုတော့ဒီစလီဥပုံညတွက်ကိန်းတွက်နီးနဲ့ထီပေါကင်းရှိသူတွေဟာ1389ခုနှစ်မိမိမွေးနိုင်လိုက်ကံကောင်းစီတဲ့လာတွေမှာထီပေါကင်းပို့ပြီးနီးတတ်ပါတယ်။ ထောင်သုံးရာရှိတဲ့ခုနှစ်ခုနှစ်တနင်္ဂနွေသားသမီးတွေအတွက်ကံကောင်းစေတဲ့လတွေရတော့နေုံလားဝါသူလားဝါကောင်းလားသတင်းကျွတ်လားပြသူလားတပိုးတွေတပားစတဲ့လတွေဖြစ်ပါထောင်သွင်းရှိတဲ့ခုနှစ်ခုနှစ်တနင်္လာသားသမီးအတွက်ကံကောင်းစေတဲ့လတွေရတော့ဝါကောင်းတပား တော်သလင်းတရင်ကျကသောနတော်စရလေလေးဖြစ်ပါတယ်ထောင်သွင်းရှိတဲ့ခုနှစ်ခုနှစ်ရင်္ဂါသာသမီးတွေအတွက်ကံကောင်းတည်တဲ့လာတွေရတော့တရင်ကျတကူလာတောင်မကသောနတော်ဝါသူတဘူတွေစရလေလေးဖြစ်ပါတယ်ထောင်သွင်းရှိတဲ့ခုနှစ်ခုနှစ်ဘောရဦးသာသမီးတွေအတွက်ကံကောင်းတည်တဲ့လာတွေရတော့ကသောပြာသူဝါသူ တဘူတွေဝါကောင် တပါတရင်ကျစတဲ့လားတွေဖြစ်ပါတယ်ထောင်သွင်းရှိတဲ့ခုနှခုနေကြာသာပရိသသမီးများအတွက်ဂန်ကောင်းစီတဲ့လားတွေရတော့ဝါသူတဘူတွေဝါကောင်တပါတောတလင်းတောင်မိုးတကူစတဲ့လားတွေဖြစ်ပါတယ်ထောင်သွင်းရှိတဲ့ခုနှခုနေမှာတောက်ကြသာသမီးများအတွက်ဂန်ကောင်းစီတဲ့လားတွေရတော့တောတလင်းသတင်းကျွန်း တစ်ဆောင်ပေါ့တကူနှစ်ယုံပြသူစရည်လာနေဖြစ်ပါထောင်တော့ရှိတဲ့ခုနှစ်ခုနှစ်စနေသားသမီးများအတွက်ဗန်ကောင်းစီတဲ့လာတွေရတော့တစ်ဆောင်ပေါ့တကူကစုံနှစ်တော်နှစ်ယုံပြသူဝါကောင်တပတ်စရည်လာတွေဖြစ်ပါ အကျေတော်ကိန်းသိလို့လင်အရင်ဗီဒီယိုတစ်ပုဒ်မှာပြန်ပြီးရှာပြီးကြည့်ပါဆလေးဥပညာဒီပေါကိန်းတွက်နေရတော့မိမိမွေးဖွားတဲ့မြန်မာတက်ကြီးကိုတီးပါအဲ့ဒီကိန်းထဲမှာမိမိမွေးနဲ့ဂျိုသက်ကိုပေါင်းထည့်ပါမွေးနဲ့ဂျိုသက်တွေကတော့ဒနုကနေသားသမီး6နှစ်ဒနေလာသားသမီးဂျိုသက်15နှစ်ငင်္ဂါသားသမီး ဂျိုသက်ရှင်းနေဘုရိုဦးသားသမီးဂျိုသက်သက်ခွနနေဂျာသာပရိသားသမီးဂျိုသက်သက်ကိုနေတောက်ကြသားသမီးဂျိုသက်နှစ်ဆက်တနေစနေသားသမီးဂျိုသက်ဆယ်နေရာဦးသားသမီးဂျိုသက်ကတော့ဆက်နေနေဖြစ်ပါတယ်ရာဦးသားသမီးဆိုတာဘုရိုနေ့နေ့ဆက်နှစ်နာရီကနေညဆက်နှစ်နာရီအတွင်းမွေးဖွားတဲ့သူကိုခေါ်ပါတယ် အဲ့ဒီပေါင်းခွင့်ကို၄နဲ့၃နဲ့စားပါစားခြင်းမှာ ရောက်တဲ့ကိုဒီပေါင်းပါအဲ့ဒီပေါင်းခွင့်ကို9ထက်စားပါငါးကျွင်းရင်တယောက်တည်းထီထိုးပါဒီပေါက်ပါမယ်၃ညာကျွင်းရင်တော့လူများနဲ့တက်တူထိုးမှဒီပေါက်မယ်လို့တေးတက်ကဆိုပါတယ် ကဲနမူနာတွက်ပြပါမယ်ထာသောရ98ခုပွားစနေသားလေးအသက်9နှစ်ဆိုပါသူမွေတက်ကြီးထာသောရ98ခုနဲ့မွေနဲ့ဂျိုသက်စနေကို ပေါင်းပါပေါင်းတဲ့အခါထာသောရ88ရပါတယ်ပေါင်းရတဲ့1388ကိုလေးတဲ့ ုံးနဲ့စားပါပြီးအသက်ကိုနဲ့ထပ်ပြီးပေါင်းပါပေါင်းရလာတဲ့ကိန်းကိုခုနှစ်စားရင်၃ညကျွင်းပါဒါကြောင့်ဒီစနေသားလေးဟာ 1989ခုအသက်9နှစ်မှာဒုံညာကျွန်းနာမှုသူတစ်ပါးနဲ့သတ္တုထိထိုးမှာထိပေါက်နိုင်ပါတယ်ဒီနေ့တိုင်းဘယ်အသက်တွေမှာထိပေါက်နိုင်တယ်လဲတွေ့ယူပြီးကြည့်နိုင်ပါတယ်ထိပေါက်ခြင်းရှိခဲ့ရင်ထက်ကပြောခဲ့တဲ့မာဖို့အရအကံကောင်းဆုံးလားဒီမှာဒီကန်ဆက်ပြီးကန်ဆက်နိုင်ပါတယ်အားလုံးမိတ်ဆွေများရှင်လန်းချမ်းမြေ့ကြခင်ဗျာ